ဇွန်ဖေယားဟာပသိမ်မျိုးရှိလူအများရဲ့စိတ်ဝိဟင်ကိုညှို့ယူဆဲဆောင်နိုင်တဲ့နေရာများတွေတခုအပါဝင်လည်းဖြစ်ပါတယ်။ကမ္ဘာလဲခီးသွားများဖဲ့လေနေကြဖြစ်တဲ့မော်ဒင်ဇွန်ဖေယားကိုတွားရောက်လည်ပတ်ခြင်းမရှိခဲ့လျင်တည်ရဲ့ခီးသွားလည်ပတ်ခြင်းဟာမပြည့်စုံမဲရှိနေပါလိမ့်မယ်။ဖေယားသားများရဲ့ပြည်သူကပညာရဲ့ကိုစိတ်ဝိစားမှုကြီးစွာရှိလျင်တင်ဟာမော်ဒင်ဇွန်ဖေယားတို့တွားရောက်လည်ပတ်ခြင်းမရှိဘဲနေနိုင်မည်မဟုတ်ပါဘူး။တရုတ်၊ဂျပန်၊ကိုရီးယား PNN နဲ့အာရှတိုက်အတွင်းရှိအခြားနေရာဒေသများအတွင်းရှိဇေဒီပထိုးများကဲ့သို့ပင်ပသိမ်မျိုးရဲ့တောင်ဘက်အစွန်မှရှိတဲ့မော်ဒင်ဆွန်ဖျားဟာလည်းကဘာလဲခီးသားများကိုဆွေးဆောင်မှုရှိတဲ့နေရာများအနေထင်ရှားတဲ့နေရာတစ်ခုအဖြစ်နေရာယူလျက်ရှိပါတယ်။ဖျားပွဲတော်ကိုလည်းထူးခြားထေဝါစွာကျင်းပလျက်ရှိပါတယ်။ပသိမ်ခရိုင်အတွင်မော်ဒင်ဆွန်ဖျားတည်ရှိနေခြင်းဟာပသိမ်မျိုးအတွင်ဂုံယူဝေစွာဆရာပင်ဖြစ်ပါတယ်။ဖျားပွဲ ို့တွားရောက်ပူမြော်ခြင်းဖြင့်ပသိမ်မြေရဲ့ကပလီပင်လယ်အတွင်ပေါင်းစည်းစည်းဝင်သောပုံကို ထိုမှတစဉ်မော်တင်စွန်အကူကိုလည်းထင်ရှားစွာတွေ့မြင်နိုင်ပါတယ်မြန်မာပြည်ကရင်အရာတပေါင်းလာတွင်ဖျားပွဲတော်ကို